ခုမှတွေ့တဲ့လူတယောက်ကိုတနေ့ကျရင်ဒီလူကချမ်းသာပြီးအောင်မြင်လာမယ်လို့မင်းတို့သိနိုင်မလားဦးမပြောပြရင်အခုအချိန်မှာဘာမှမရှိသေးပေမဲ့လူစီမှာတခုခုထူးခြားတဲ့အရာရှိနေတယ်လို့ခံစားရတဲ့သူမျိုးပေါ့အများစုကဒီလိုလက္ခဏာတွေကိုမမြင်နိုင်ကြပါဘူးမြင်နိုင်ရင်ကိုယ်တိုင်လည်းဒီအရေးချင်းတွေရအောင်လုပ်ကြမှာပဲတကယ်လို့ဘယ်သူတွေအောင်မြင်မလဲဆိုတာသာသိနိုင်ရင်သူတို့နဲ့ပေါင်းပြီးသူတို့ရဲ့ဤမှန်ချက်အောင်မြင်မှုနဲ့အာဏာတွေကနေအမျက်ထုတ်နိုင်မှာမဟုတ်ဘူးလား ဥပမာစီးပွားရေးလုပ်ငန်းရှင်ဂါရီဗီကဂရမ်မီဆုရှင်ဒိုချီကို2021ခုနှစ်ကလေးကအားပေးခဲ့တယ်။အဲ့ဒီအချိန်တုန်းကဒိုချီက သူ့အိမ်ကအိမ်ခန်းထဲမှာသချင်းတွေရေးနေတဲ့တာမန်ကောင်းမလေးပဲ။ဒါပေမဲ့ဂါရီဗီကသူ့မမထူးခြားတဲ့အမှုပညာစွမ်းရည်နဲ့ဇွဲရှိတယ်လို့ပြောခဲ့တယ်။နောက်ပြီးသူ့အမြကလည်းမှန်ခဲ့တယ်။ဒီဗီဒီယိုကဘယ်သူချမ်းသာမယ်မချမ်းသာဘူးဆိုတာကိုထောက်ပြနေတာမဟုတ်ပါဘူး။ချမ်းသာဖို့အလေးအကျင့်အတွေးခေါ်နဲ့အပြုအမူတွေကိုတည်ထားမိစေဖို့ပဲ။ဒါဆိုစပြောလိုက်ရအောင်။ မတ်၁သူတို့ကအယက်သေးတာနဲ့ပါတီပွဲတွေကိုရှောင်နေသူတို့ကပျော်ရွှင်မှုကိုတခြားနည်းနဲ့ရှာကြတယ်သူတို့ကိုကြည့်ရင်အယက်လွန်ကျုံမတော့အချိန်ကုန်တဲ့ပါတီပွဲတွေမတော့ဆက်လက်တောက်တာမျိုးမရှိကြဘူးဒါကသူတို့စိတ်ထဲမှာပိုပြီးကြီးမားတဲ့ image ရှိနေလို့ပဲဒီကုက္ကူကိုတကယ်တိဆောက်ချင်ရင်မင်းဝအာယုံထွေပြားစေတဲ့အရာတွေကိုစိတ်ဝင်စားလို့မရဘူးချမ်းသာတဲ့သူတွေကိုယ်တိုင်လည်းပျော်ရွှင်မှုကိုမငင်းပယ်ကြဘူးဒါပေမဲ့သူတို့ကအကျိုးရှိရှိတုံနေဒကနာတာပျော်ရွှင်မှုနောက်မလိုက်ပဲသူတို့ရဲ့စွမ်းအားကိုအကျိုးမြတ်ဖြစ်စေမယ့်အရာတွေမှာရင်းနှီးထားတယ် ဟွာကိုကိုပြီးတန်းကျော်တရေဖြစ်လာသူတိုင်းရဲ့ဇလန်းမှာသူတို့အာယုံအပြည့်ဆိုင်ပြီးအပတ်တကုတ်ကြိုးစားတဲ့ကာလတခုရှိတယ်။ယာသူတွေအိတ်နေချိန်ပါတီမှာကဲနေချိန်မှာသူတို့ကအလုလုနေတယ်။သူတို့ကိုသူတို့အရေးကြီးတဲ့အလုရှိသူတွေလို့မြင်တယ်။ဒီစိတ်ထားကတင်သက်မှတ်ထားတဲ့ရောရွှေမှုဆိုတဲ့အိတ်ပဲကိုပြောင်းလဲစေတယ်။နံပါတ်1သူတို့ကငွေကို300ဆိုတာထက်လွတ်လပ်မှုအဖြစ်ရှုမြင်တယ်။တကယ်ချမ်းသာလာသူတွေငွေကြေးအကြောင်းပြောပုံကတာမန်လူတွေနဲ့မတူဘူး။ တို့ဟာ brand တွေဈေးကြီးတဲ့ကားတွေနဲ့တော်တော်ပြောင်ပြောင်တွေကိုမယူသင့်ဘူးတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ဒါတွေကိုဝယ်နိုင်တဲ့အဆင့်ရောက်မှာပဲစဉ်းစားတယ်တို့အတွက်ငွေဆိုတာကလွတ်လပ်ခွင့်ပဲတို့မကြိုက်တဲ့အရာတွေတို့ရဲ့အချိန်တွေကိုဖြုံးတဲ့အရာတွေကိုညှင်းပိုင်ခွင့်တို့မလေးစားတဲ့လူရဲ့စကားကိုခေါင်းကြီးခံစရာမလိုတဲ့လွတ်လပ်ခွင့်လို့ပြင်ကြတယ်ဒါပေမဲ့အများစုကတော့ဒီလိုအမြင်ပြောင်းလိုက်တာမျိုးမရှိကြပါဘူးတို့ငွေကိုသူများကိုအထင်ကြီးစေမဲ့ပစ္စည်းတွေဝယ်ဖို့နီးလန့်ဖြစ်ပဲမြင်ကြပါတယ်အိုချမ်းသာလာအောင်ပို့အလို့လုပ်ပြီး ိုရလာတာနဲ့အမျှပိုတုံးကြတယ်။ဒီလိုနဲ့သူတို့ကိုသူတို့ချုံအောင်ထားမိကြတယ်။မိမိကိုယ်ပိုင်အာထုံမှုနဲ့တန်းကြွတဲ့ဖြစ်လာသူတွေဟာဒီအတွေးခေါ်မျိုးကိုစောပိုင်းကလေးကဖျက်ချော်လိုက်ကြပါတယ်။သူတို့နားလည်ထားတာကချမ်းသာမှုတည်ဆောက်တဲ့အခါအိုရှာနိုင်ဖို့တင်တာမကလူဝင်ဆန္ဒတွေနည်းဖို့ကိုပါအာယုံဆိုင်ရမယ်ဆိုတာပါပဲ။လာသာပေါ်မိခွားမှုနည်းလေလေမင်းတို့အာနာပိုရှိလေလေပဲ။ငွေကမင်းဘဝကိုဖြည့်ဆွက်မဲ့အရာတွေကိုဝယ်ဖို့မဟုတ်ပဲ။မင်းဘဝအတွက်နေရာလို့ဖန်တီးပေးတဲ့ကရိယာဖြစ်လာတဲ့အခါမင်းရဲ့အမြင်တကယ်ပြောင်းလဲသွားပြီဆိုတာကိုသိနိုင်တယ်။ အေးစင်းရောက်ပြီဆိုရင်မင်းဟာပို့ပို့ချမ်းသာလာမှသိကြတယ်အเจ้าကမင်းဟာလွတ်လပ်မှုနဲ့ထိန်းချုပ်နိုင်မှုကိုအဓိကထားရက်သွားပြီးမှလို့ပဲနံပါတ်3သူတို့ကအစဉ်ပြေမှုနဲ့မတက်မတာဖြစ်မှုကိုနေသားကြနေပြီးမင်းအနေနဲ့ဘဝကိုပိုတက်တောင့်တတာရှိအောင်တလတ်လှကိုဘယ်လောက်ထိတုံးနေလဲအိယာရအစဉ်ပြေဖို့ဈေးကြီးတဲ့အိယာကင်းဝယ်တယ်မင်းချက်ပြောတတ်တာအောင်ခု delivery နဲ့ပို့ခိုင်းတယ်အများဆုံးရင်လိုင်းကနေတွားရင်အချိန်ပိုကုန်လို့ကားဝယ်တယ်မင်းငွေကိုမင်းတုံးညင်လို့တုံးရပါမယ့် ဒါတွေအားလုံးကဆင်းရဲစေမဲ့တွေးခေါ်ကိုမွေးနေတာပဲ။ချမ်းသာသူတွေကတတောင့်တတရှိဖို့ထက်သူတို့ရဲ့ဝင်ဝင်တိုးပွားလာဖို့ကိုဦးစားပိုပေးတယ်။အစဉ်ပြေမှုနဲ့လွယ်ကူမှုကိုမိခိုလေးလေးမင်းရဲ့လိုအပ်ချက်ကပိုပိုကြီးထွားလာလေလေပဲ။ဒီလိုနဲ့မင်းဘလောက်ပဲဝဝဲဒီတစ်ခုဝယ်ပြီးရင်ဘွားကြီးကပိုအစဉ်ပြေသွားမယ်။အဲ့ဒါမှပဲငွေစုနိုင်မယ်ဆိုတဲ့အတွေးနဲ့ကိုကိုကိုလှည့်စားနေမိလိမ့်မယ်။ဒီလိုဖြစ်လာပြီဆိုရင်တော့ရွေးချယ်စရာနှစ်ခုပဲရှိတယ်။အခုချက်ချင်းအစဉ်ပြေမှုနဲ့နေသားကြအောင်နေရင် မဟုတ်ရင်တော့မင်းလက်ကျန်ဘွားတစ်လျှောက်လုံးငမွဲလိုနေထိုင်သွားရမှာပဲနံပါတ်၄သူတို့ကသူတို့ရဲ့အကြံဉာဏ်နဲ့ပလန်တွေကိုမျက်စိမိတ်ယုံကြည်တယ်အနာဂတ်မှာချမ်းသာလာမယ့်သူတွေအတွက်တန်တရားဝင်ခြင်းမရှိဘူးမင်းလက်မြင်မှာပါသူတို့အတွက်ဘယ်အရာကမှတရားရဂိုင်းလုံးအောင်မြင်မယ်ဆိုတာမသိနိုင်ပေမဲ့သူတို့မှာငါလုံးနိုင်နေဆိုတဲ့ယုံကြည်မှုရှိနေတကြတယ်နားထောင်နော်ယုံကြည်မှုဆိုတာကအချက်လက်မဟုတ်ဘူးဘယ်အရာမှတရားရဂိုင်းလုံးတည်ကြရဲဆိုပြီးမရှိတာသူတို့သိတယ်ဒါပေမဲ့ ဲ့ဒါကိုအယုံဆိုင်နေတာကအကျိုးမရှိဘူးလေ။အောင်မြင်မှုအတွက်ဆိုယုံကြည်မှုကိုလက်နက်ဖြစ်သုံးတတ်ဖို့အရေးကြီးတယ်။စိတ်ထဲမှာတော့တန်တရားတွေရှိကောင်းရှိနိုင်ပေမဲ့မင်းအနေနဲ့ဒီတန်တရားတွေကိုစွန့်စုံထိစူးစမ်းပြီးဖြောက်ပြစ်နိုင်တယ်။ဒီလိုနည်းနဲ့တခြားသူတွေကိုပါဆွဲခေါ်လာနိုင်တယ်။အမှန်ကခံခံနာနာနေရတဲ့ဘဝကသူတို့ကိုမဆွဲဆောင်နိုင်ဘူး။လူတော်များများကချမ်းသာတဲ့သူတိုင်းဇင်ကံပစ္စည်းတွေကိုတောင်းတတယ်ထင်ကြတယ်။တကယ်တော့ချမ်းသာလာသူတွေကဈေးကြီးကားတွေ၊နာမည်ကြီးဒီဇိုင်နာတွေစီကအဝတ်အစားတွေကိုအိမ်မက်မမတ်ကြဘူး။ သူတို့ကိုတွန်းအားပေးတာကစိန်ခံပစ္စည်းတွေမဟုတ်ဘူးသူတို့ယူဆိုင်တာကထိန်းချုပ်နိုင်စွမ်းပဲသူတို့လူကျင်တာကကိုထကျင်တဲ့အချိန်မှာထနိုင်ဝင်ကိုစိတ်ဝင်စားရလုံနိုင်ဝင်ကိုအတွက်အကျိုးမရှိတာကိုစွန့်ခွာနိုင်ခွင့်နေပဲသူတို့မှာကြွားဝါခြင်းတွေမရှိဘူးအကုန်လုံးကအပေါ်ရန်အောင်မြင်မှုနောက်လိုက်နေကြသူတို့ကအောင်မြင်မှုအစ်မှန်ဖြစ်တဲ့တမိုးရှိတာကိုတိဆောက်နိုင်စွမ်းပြဿနာဖြေရှင်းနိုင်စွမ်းသူတို့ဘဝသူတို့လွှမ်းမိုးချုပ်ကင်နိုင်စွမ်းဒါတွေကိုပဲအာရုံစိုက်တယ်ချမ်းသာခြင်းပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုကိုဦးစားမပေးရဘူး ဒါကမင်းကိုနှောင့်နှင်းစေပြီးမင်းရဲ့ရည်မှန်းချက်ကိုလုံးဝဟန်တားလိုက်မယ်။ညနာမှုဆိုတာကစီးစိမ်ကြွယ်ဝမှုအပေါ်မှာမူတည်မနေဘူး။ဒီလိုကြွယ်ဝမှုတွေဆိုတာကလည်းနောက်မှအချိန်တန်ပါလာမယ့်အရာတွေပဲ။နံပါတ်6သူတို့ကအသေးစားလုပ်ငန်းငယ်တွေကိုစတင်လေးရှိပြီးတကယ်လို့မအောင်မြင်လဲစိတ်မပူကြဘူး။အထက်တန်းကျောင်းတို့ကစကန်ဟန်ဖက်တွေရောင်းတဲ့ကလေးတွေဒါမှမဟုတ် YouTube channel ထောင်းတဲ့ကလေးတွေကိုသတိရဘူးလား။အခုဆိုသူတို့ကသူတို့ကိုလောင်ပြောင်ခဲ့ကြတဲ့သူတွေထက်ပိုပြီးတော့ချမ်းသာနိုင်ချေများနေပါပြီ။ လူတယောက်ဟာစီးပွားရေးလုပ်ငန်းငယ်တွေကိုစောစောစတင်လေလေနောက်ဆုံးအောင်မြင်နိုင်ချေပိုများလေလေပါပဲဟုတ်ပါတယ်သူတို့ဟာအသေးလေးတွေကနေစပြီးအမားတွေလုံရင်းနဲ့အများကြီးတင်ခဲ့ရတာပါဒါပေမဲ့ဒါကသူတို့အောင်မြင်ရခြင်းရဲ့အဓိကအကြောင်းရင်းတော့မဟုတ်သေးပါဘူးဒီကလေးတွေရဲ့တွဲခေါ်ပုံကလုံးဝကွဲပြားနေတယ်ဆိုတာထင်ရှားတယ်ငွေရတံမိုးကိုနားလေတဲ့နေရာမှာသူတို့ကတခြားသူတွေထက်အများကြီးရှေ့ရောက်နေပြီးတခြားဆယ်ယောက်သားတွေကလူကြိုက်များတာတွေအာယုံဆိုင်ခံရတာတွေနောက်လိုက်နေချိန်မှာ တို့ကတော့မိဘတွေအပေါ်ကိုမိခိုးလို့ရနေသေးတဲ့အချိန်ကလေးကငွေရှာဖို့အာရုံစိုက်နေကြတယ်ဒီလိုလူမျိုးတွေကိုပဲတတိထားကြည့်ရမယ်နမခွန်တို့ကရေရှည်ကိုပဲတွေးကြတယ်ချမ်းသာမှုအကြောင်းစောက်တုပ်ဖက်ကြည့်လိုက်ဒီအကြောင်းတွေကိုပဲဆာမျက်နှာတိုင်းမှာတွေ့ရလိမ့်မယ်ဒါကိုအမြဲကြားနေရတော့အေးမပါဘူးလို့ထင်မိတတ်ကြတယ်ဒါပေမဲ့ဒီလိုတွေးခေါ်တဲ့သူတယောက်နဲ့တွေ့တဲ့အခါမှာသူတို့ရဲ့ထူးခြားပုံကိုနားလေသွားမယ်။သူတို့ရဲ့စကားဝိုင်းတွေကအနာဂတ်ကိုပဲအာရုံစိုက်ထားတယ်။သူတို့ကအပေါ်မပြောဘူး လက်ရှိကမ္ဘာမှာဖြစ်နေတဲ့အရာတွေကိုပြောပြီးဒါတွေကသူတို့ရဲ့အနာဂတ်ကိုဘယ်လိုတက်ရောက်မလဲဆိုတာကိုသာဆွေးနွေးတယ်။ဒီလိုနဲ့ပဲသူတို့လူချင်းတဲ့အနာဂတ်စီကိုလမ်းကြောင်းဖောက်ဖို့အခက်အခဲတွေကိုရှင်းထုတ်ပြီးသားပဲ။ဒါကြောင့်ဒီအကြောင်းတွေပြောရတာကသူတို့အတွက်တော့လွယ်ကူနေပြီ။ဘာလို့လဲဆိုတော့သူတို့စိတ်ထဲမှာဒီလမ်းကိုအကျဉ်းရာနဲ့ခြီးပြီးတော့သွားပြီးသားမဟုတ်လို့ပဲ။မင်းဆိုရင်ရောနောက်9နှစ်10နှစ်ဆိုမင်းအောင်မြင်မယ်လို့ပြောနိုင်ပြီလား။ဒါမှမဟုတ်၅နှစ်အတွင်းရောက်ချင်တဲ့ပန်းတိုင်၅ခုလောက်ကိုအလွတ်ယူနိုင်တာလည်းပဲကျင်းနေပြီလား။နာဂတ်ချောင်းကိုတွေးလိုက်တိုင်းကိုဘာဖြစ်ချင်မှမသိတဲ့သူတွေကရော ဘလို့လဲမပြောတဲ့တည်းကနောက်ဆုံးနှစ်ခုမှပါနေရင်ဒီလမ်းကြောင်းတွေပေါ်မှာဆလျှောက်ဖို့လိုအပ်တာတွေယူပြီးဆလိုက်တော့ဒါမှမပဲမင်းလဲသူတို့လိုအရှိအတွေးခေါ်တွေစတင်တွေးခေါ်နိုင်မှာပေါ့ချမ်းသာမှုကိုတိဆောက်တာကအရှိတွေးခေါ်မှုပဲဒီလိုတနေ့တနေ့အိတ်လိုက်ဆလိုက်နေနေတဲ့ဘဝမျိုးမဟုတ်ဘူးနောက်တစ်ချက်ကိုဆက်မပြောခင်မှာဒီလိုမျိုးမိမိဘဝတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်တို့ရဲ့ The Money Power မြန်မာ Channel လေးကို Like and Subscribe လုပ်ထားပေးကြပါဦးဒါဆိုနောက်တစ်ချက်စီတွေ့လိုက်ရအောင်နမရှင် ူတို့က300ရာထက်ဖန်ပြီးရတာပိုသဘောကျတယ်။မင်းအင်းနဲ့တနေ့ကိုတနားရီထက်ပိုပြီးလူမှုကွန်ရက် သုံးနေရင်တော့ဘယ်တော့မှချမ်းသာလာမှာမဟုတ်ဘူး။အဲ့တနားရီဆိုတာကမင်းကိုမင်းနဲ့မင်းလုပ်ငန်းကိုကျွန်ရဖို့မင်းကိုအားပေးတဲ့သူတွေကိုတုံ့ပြန်ဖို့လုံလောက်တဲ့အချိန်ပဲ။ဒါကြောင့်အဲကနေထွက်ပြီးကိုယ်တိုင်ဖန်ပြီးလိုက်ချမ်းမှာမင်းကလူမှုကွန်ရက်ပေါ်မှာတနားရီထက်ပိုနေမိရင်ကွန်ဆူမာအသုံးပြုသူတွေသက်ဖြစ်နေပြီ။အသုံးပြုသူတွေကချမ်းသာမလာဘူး။ဒီလိုကိုယ့်ရဲ့အာယုံထွေပြားစေတဲ့အရာတွေကိုအချိန်အများကြီးသွားပေးနေရင်ဝေးဘလို့ရှာနိုင်ပါလေ ဒီကိစ္စမှာချမ်းသာမှုတည်ဆောက်ဖို့ပထမဦးဆုံးခြေလှမ်းကဖုံးတုံးရတာဆွဲလန်းနေတဲ့အကျင့်ကိုဖြတ်တောက်ဖို့ပဲ။နံပါတ်၉သူတို့ဟာသူတို့ရဲ့အလုပ်ကိုအယုံမှုဖြစ်နေတတ်တယ်။တကယ်ချမ်းသာလာတဲ့သူတွေကစူးစမ်းအလုပ်လုပ်ရုံနဲ့မဟုတ်ဘူး။အလုပ်ဆိုတာသူတို့အတွက်အတင်းယုံခံရမယ်။ဒါမှမဟုတ်ရှောင်ထွက်ရမယ့်အရာမဟုတ်ဘူး။သူတို့ကိုစွဲငင်နေတဲ့အရာဖြစ်တယ်။အလုပ်ပေါ်အာရုံစူးစမ်းမှုနဲ့ဆွဲလမ်းမှုကသူတို့ကိုဘယ်တော့မှလက်လျှော့မသွားစေဘူး။အနားယူနေတဲ့အချိန်မှာတော့သူတို့ကအိုင်ဒီယာတွေကိုထုတ်နေတယ်။လူတွေနဲ့စကားပြောပြီးအကြံဉာဏ် ပြပတ်တွေတောင်းနေနောက်ပိုင်းအသုံးဝင်လာစီဖို့အဆက်အသွယ်တွေလုပ်ထားတယ်လုံလာပြီးလိုအပ်တာလေးပဲလုပ်လှုပ်ဆင်းမဲ့အချိန်ကိုပဲစောင့်နေသူတွေကတော့သူများထက်ထူးခြားတဲ့အရာတခုကိုဘယ်တော့မှဖန်တီးနိုင်ကြမှာမဟုတ်ဘူးအောင်မြင်သူတွေဟာသူတို့လုပ်နေတဲ့အရာတွေကိုလုံးဝနှိမ့်မြုပ်ထားတဲ့သူတွေပဲသူတို့ဘဝတစ်ခုလုံးဟာဒီဆွမ်းလမ်းမှုကိုပိုပြုနေတယ်နေရက်တွေကပိုရှည်လာပြီးဇနီးတနည်းကနေပေးရက်တွေဆိုတာလည်းပျောက်ကုန်နေပေမန်းနှုံးနေမှုဆိုတာမရှိတော့ဘူးစွိုင်းကအချိန်ကနေလာတယ်သူတို့မရောက်သေးတဲ့ပန်းနိုင်မဟုတ်ပဲကြွန့်ကျင်မှုကလားသူတို့ကိုဆက်ယူရှာစေတာ ဒါကိုတခြားသူတွေကသတိထားမိတဲ့အချိန်သူတို့နောက်ကိုလိုက်ဖို့ဆိုတာကနောက်ကျနေပြီနံပါတ်10သူတို့ဟာချမ်းသာကြွယ်ဝမှုထက်ငွေကြေးတည်ငြိမ်မှုကိုအရင်ဦးစားပေးဖို့တတ်နိုင်ဆုံးစ조사ကြတယ်ကမ္ဘာအောင်မြင်ဆုံးလူတွေဟာတန်းထောင်ချီဘီလီယံချီပြီးရှာဖို့အရင်မစဉ်းစားကြဘူးသူတို့ဟာကမ္ဘာကြီးကိုကြီးမားတဲ့နီးလန်းကနေလိုချင်နေတဲ့သူတွေဒါပေမဲ့ဒါကရာဂိုင်းလုံးနဲ့ပြီးဒီကိုကောင်းဆန့်ချမ်းသာတဲ့သူတွေမျိုးပဲရှိတာဒါပေမဲ့တော်များများကငွေကြေးတည်ငြိမ်မှုကိုပဲအဓိကရှာဖွေသူတွေဖြစ်တယ်ဒါပဲ ရိုးလေးပဲဒါကြောင့်သူတို့ဟာသူတို့ကိုပတ်စံမြများပေးနိုင်ပြီးသူတို့အတွက်လွယ်လွယ်ကူကူရနိုင်တဲ့အလုပ်တွေကိုရှာတယ်ပတ်စံတွေရပြီးစိတ်ချရပြီးထင်တဲ့အချိန်ခါမှာသူတို့ဟာလူအတော်များများရှောင်ကြမဲ့အနေရီတွေ risk တွေကိုစယူကြတယ်ချမ်းသာမှုဆိုတာပါနတ်တဲ့လှုပ်ဆောင်ချက်တေးသေးလေးတွေကိုစုပြီးတကယ်စွန့်လမ်းမှု risk ကိုယူနိုင်တဲ့အုံမြင့်ခံနိုင်မှတိဆောက်တာပါဒီအခြေခံကသာခိုင်မာသွားရင်ကစားပွဲတစ်ခုလုံးကပြောင်းလဲသွားနိုင်တယ်မင်းအကြောင်းမူကနေဆုံးဖြတ်ချက်တွေမချတော့ဘူး င်းရဲ့စွိုင်းတွေဟာရုံးကန်မှုကနေတိုးချဲ့မှုစီပြောင်းသွားတယ်။ဒီနေရာကနေချမ်းသာမှုအစ်မန်ဆိုတာစပုံပေါ်လာတယ်။လော်ဒကြီးလူပြီးပြေးနေရတာမျိုးမဟုတ်ပဲဒီငိမ့်ပြီးမတားဆီးနိုင်တဲ့တလန်မျိုးနဲ့ပေါ့။နံပါတ်7သူတို့မှာအလौတစ်ခုတက်ပို့ရှိကြတယ်။မင်းတက်တတာမှာအလौတစ်ခုတက်ပို့ပြီးမလုပ်ဘူးရင်မင်းချမ်းသာမှာမဟုတ်ဘူး။လာသာစီးရင်မှာငွေတွေများများဝင်နေတဲ့ရတာကိုမင်းသိမှာမဟုတ်ဘူး။အချိန်နဲ့ငွေကို trade လုပ်နေသည်အလုံးတစ်ခုဒါမှမဟုတ်အထက်ပိုလုံနေသည် မင်းမှအမြင့်ဆုံးဝင်ဝင်ကန့်သက်ချက်ရှိနေမှာပဲဒီလိုမျိုးမင်းရဲ့ဘဏ်အကောင့်ထဲငွေတွေဝင်နေတဲ့အတွေ့အကြုံကမင်းကိုငွေတွေထက်ထက်ဖြည့်နိုင်ဖို့နီးလန်းရှာဖို့တွန်းအားပေးနေမှာပဲဒီအလုပ်တွေရဲ့အသေးစိတ်ကအရေးမကြီးဘူးအရေးကြီးတာကအလေးအထားနဲ့အဖက်ဖက်ကနေဝင်ဝင်စီးဆင်းနေဖို့ပဲဒါကြောင့်အလုပ်ပြုတ်တာတို့လာစားလျှော့ခံရတာတို့အခက်အခဲတွေကြုံနေရတဲ့အခါတို့မှာသူတို့ပြိုလဲမသွားဘူးစီးဆင်းမှုတစ်ခုခန်းချောက်သွားရင်စိုးရိမ်မနေဘူးခြားစီးဆင်းမှုတစ်ခုအမျက်ရှိနေတယ်ဒီလိုအတွေးမျိုးကနှစ်တွေကြာလာတဲ့အခါတိုးနဲ့တက်လာတယ် စားကတော့တည်တည်လေးပဲအပိုးဝင်ဝင်နည်းနည်းရနေတဲ့နီလန်းလေးတစ်ခုတက်တက်ပဲဒါပေမဲ့နောက်ဆုံးမှာအဲ့ဒီဝင်ဝင်စီချောင်းတွေကတစ်ခုကပိုပြီးကြီးမားနေရဖြစ်လာတယ်ဒါပေမဲ့မင်းအနေနဲ့အလေးထားတစ်ခုကိုတိဆောက်မှအဲ့ဒီအဆင့်ကိုရောက်မှာနံပါတ်7သူတို့ရဲ့အားသာချက်တွေကိုပဲတရားရဂိုင်းတော့အာယုံဆိုင်ပြီးအားနည်းချက်တွေကိုလှီလူရှူထားတယ်ပိုကောင်းတဲ့သူတယောက်ဖြစ်ချင်ရင်မင်းအားနည်းချက်တွေကိုအာယုံဆိုင်ပါချမ်းသာပြီးအောင်မြင်ချင်ရင်တော့မင်းအားသာချက်တွေကိုအာယုံဆိုင်ပါ လူဖွဲ့စည်းကအားနည်းချက်တွေကိုပြင်ဆင်ပြီးအရာရာမှာညီညွတ်မြတ်တအောင်လုံးမအောင်မြင်မယ်လို့တင်ကြားပေးတယ်။ဒါဟာတာမန်အဆင့်ကိုရောက်ဖို့တောင်နှီးကွေးတဲ့လမ်းမျိုးပဲ။မင်းမှန်တကယ်ရှေ့ရောက်ချင်အချိန်မပြုံးနဲ့။မင်းကိုအားသာချက်ပေးတဲ့အရာတွေနဲ့မင်းကိုထူးချွန်စေတဲ့ကြွမ်းကျင်မှုတွေကိုအပြင်းထန်အာရုံစိုက်မင်းရဲ့အချိန်ကိုမင်းမှရှိပြီးသားအားသာချက်တွေကိုမြင့်တင်မှုတုံးတာကမင်းတို့မဖြစ်နိုင်တဲ့အရာတွေကိုလှုပ်ဖို့တုံးလိုက်တာထက်ပိုတန်မှုရှိတယ်။မင်းအားနည်းချက်တွေကိုအောင်မြင်မှုအတွက်အဟံတားဖြစ်မှာပဲကြိုးစားရမယ်။ ဘာလို့လဲဆိုတော့ကဘာကြီးကပြီးပြည့်စုံနေပါဖြစ်နေတဲ့သူတွေကိုသာစုချင်းမင်းလို့ပါကဘာအဆင့်မီအာဂလာသမားတူကစင်းငိုင်ပညာမှာထူးချွန်မှုအချိန်မပြုံးဘူးအီလနာစီပွားရေးလုပ်ငန်းရှင်တူကလည်းသူတို့ရဲ့မတားဆီးနိုင်တဲ့နှီးပြွာနဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုကုတ်ရဲပြီးအချိန်မကုန်ဘူးသူတို့နားလည်ထားတာက အောင်မြင်မှုဆိုတာအားနည်းချက်တိုင်းကိုပြင်ဆင်ရကမရောက်ဘူးအားသာချက်တွေကိုပဲအငင်းပွားစရာမရှိတဲ့အထိကြီးမားလာစရာရောက်တယ်နံပါတ်7သူတို့ဟာအလွယ်တကူမရှက်ကြဘူး ချဲယုံမှုဆိုတာအောင်မြင်မှုရဲ့ဝင်ပေါက်ပဲလူတွေကမင်းကိုရီမောကြမယ်အများအပြားမနာလိုဝင်လို့ကြတာပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ရီနေတာကမင်းကြရှုံးနေတယ်လို့ခံစားရမယ်အမှန်ကသူတို့မနာလိုနေတာကမင်းဟာသူတို့ဘယ်တော့မှရှိမလာနိုင်တဲ့ပုဂ္ဂိုလ်ကိုယုံကြည်မှုကိုပိုင်ဆိုင်ထားလို့ပါရက်စိတ်ဆိုတာလူတွေကိုနေရာတစ်ခုထဲမှာပဲချီနှောင်ထားတဲ့အကောင်းဆုံးကြိုးပဲဒါကမင်းကိုတီးတန့်ဖြစ်သွားစေမလားနောက်ပြောင်ကြည့်စေခံရမလားဆိုတဲ့အားယူတဲ့အကြောင်းပြချက်တွေနဲ့ကြောက်စိတ်ဝင်လာစေတယ်ဒါကြောင့်အောင်မြင်ခြင်းတောင်ကိုကြော်ထွားဖို့လိုတယ် ရေးကြီးတဲ့အောင်မြင်မှုတိုင်းမှာပထမဦးဆုံးအဆင့်ကလောင်ပြောင်ခံရခြင်းနဲ့စရတယ်။ကျွမ်းကျင်သူတိုင်းအစပိုင်းမှာကနဦးအဆင့်ကနေစခဲ့ရတယ်။နောက်ပြီးပညာရှင်တိုင်းမှာအရာအားလုံးမှယွင်ခဲ့တဲ့အချိန်ကာလတစ်ခုရှိခဲ့တယ်။အဲ့တော့တခြားသူတွေရဲ့အမြင်ကိုစောစောလေးလူရှုလေလေမင်းပန်းနိုင်စီပုံမြင်မြင်ရောက်လေပဲ။နံပါတ်14သူတို့ကစိတ်ကူးတိုင်းကိုလက်တွေ့ချက်ချင်းလှုပ်ဆောင်တယ်။လှုပ်ဆောင်မှုမရှိတဲ့စိတ်ကူးတွေကအတိတ်ပဲမရှိဘူး။အိဆာတေးသေးလေးတွေမှာတော့မင်းကခက်မြင်မြင်လှုပ်တတ်တယ်ဆို ကြီးမားတဲ့အရာတွေကိုလုပ်ဖို့မင်းအနေနဲ့ပိုပြင်ဆင်ပြီးသားဖြစ်မှာပဲ။မဆေးတွေကိုချက်ချင်းပြန်လာမျိုးစိတ်ထဲပေါ်လာတာနဲ့အချိန်မီွေးပဲချင်းဆုံမှုလောက်တာမျိုးစိတ်ထဲအကြံတစ်ခုရောက်လာတာနဲ့ချက်ချင်းထားလုပ်လိုက်တာမျိုးပေါ့။ပြီးပြည့်စုံမှုနဲ့အချိန်ကိုင်းဖို့လိုတဲ့ဆိုတဲ့အတွေ့ကိုညဉ့်ညံ့ဆွလွန်နိုင်လေကို idea တွေအပေါ်အယုံစိုက်ပြီးလှုပ်ဆောင်ဖို့ဆိုတာပိုပြီးလွယ်လာလိမ့်ပဲ။တစ်ခုခုကိုချက်ချင်းလုပ်လိုက်တိုင်းကိုအုံနောက်ကိုအလုပ်လုပ်စေတယ်။ဒါဆို idea အစ်စ်တွေကိုကြံ့ညာမှုတန်တရားဒါမှမဟုတ်အချိန်ဆွဲခြင်းစိတ်နဲ့ချိတ်ဆက်တာထက် ားတဲ့တရောလှုပ်ဆောင်မှုမွမ်မန်တန်နဲ့ချိတ်ဆက်မိလာလိမ့်မယ်။ဒီလှုပ်ဆောင်မှုအလေးထားဟာချိန်ကြာလာတာနဲ့အမျှပြိုးပွားလာတယ်။ဒီလိုနဲ့သတိထားမိတဲ့အခါအရေးကြီးတဲ့အရာတွေဖြစ်လာတာကိုတွေ့ရလိမ့်မယ်။ဒါဟာအကောင်းဆုံးဖြစ်မဲ့အချိန်ကိုစောင့်နေလို့မဟုတ်ပဲတုံ့ဆိုင်မှုမရှိတဲ့ပထမဦးဆုံးခြေလှမ်းကိုစတင်လိုက်လို့ဖြစ်တယ်။နံပါတ်5တို့ဟာကြာရှုံးအောင်မကြောက်ပဲ။တနေရာထဲမှာပဲရက်တက်နေမှာအစိုးရင်ဆုံးမှာ။ ဂျာလူအများစုအတွက်ကြာရှုံးမှကြောက်စိတ်ဟာစွန့်လွတ်မှုမလုပ်ရဲလုပ်ငန်းမဆက်ရဲပဲတတောင်တတမရှိတဲ့အခြေအနေတွေကိုရှောင်ရှားစေတယ်။ဒါမှမဟုတ်ချမ်းသာလာတဲ့သူတွေကြတော့အထက်ပိုဆိုးတဲ့နေရာတွေကိုကြောက်တယ်။တနေ့ပြီးတနေ့တူညီတဲ့နေရာမှာပဲရက်တက်နေမှာလိုတက်မှုမရှိမှာလွမြောက်ဖို့လမ်းမရှိမှာဆိုတဲ့အတွေးမျိုးကိုပေါ့။အမားတိုင်းပြင်လို့ရတယ်ကြာရှုံးမှုတိုင်းပြန်ထူထောင်လို့ရတယ်။ဒါပေမဲ့ဖြုံးလိုက်တဲ့အချိန်တွေကတော့ဘယ်တော့မှပြန်မရနိုင်ဘူး။ဒါကြောင့်သူတို့ဟာတခြားသူတွေရှောင်တဲ့စွန့်စားမှုတွေကိုယူတယ်။ ။ဘာလို့လဲဆိုတော့သူတို့ကြာရှုံးခဲ့ရင်တော့အနည်းဆုံးတော့သူတို့ဟာရွေးရှားနေစေ၊တင်ယူနေစေ၊အသက်ရှင်နေစေဖြစ်နေလို့ပဲ။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။နောက်တစ်ခါပြန်ဆောင်ကြပါမယ်။